ပြီးရင်စစ်မှုထမ်းအစားထိုးပြီးကျေးရွာတွေကိုစားစစ်မှုထမ်းဆောင်ဖို့မျိုးပေါ်လူငယ်တွေကိုအသုံးချပါတယ်တဲ့အဲ့ဒီလိုလှုပ်လာတဲ့နောက်ဆက်တွဲဒေသခံတွေရင်ဆိုင်ကြုံတွေ့နေရတဲ့စိုးချိုးတွေကတော့တချို့လူငယ်တွေကပီရီယက်တဲ့ပြေးဝင်ကြတာတွေဖြစ်လာတယ်တဲ့တချို့သောကျေးရွာတွေမှာစစ်မှုထမ်းငွေကြေးကောက်ခံမှုတွေများပြားလာတဲ့အတွက် PDF တွေကစစ်တပ်မလာဖို့တာဝန်ယူပေးမယ်ကျွန်တော်တို့ကိုကြည်ဖို့ပေးလှူပေးဆိုပြီးတော့လိုက်လံစည်းရုံးတယ်တဲ့ လိုက်လံစည်းရုံးတဲ့အခါလာစဉ်တရင်တော်ကိုတသောင်းချက်ကြည်ဖို့ကဲရန်ဖို့ထောက်ပံ့တာတွေလည်းဖြစ်လာပါတယ်တဲ့အခုဆိုရင်ငါတယောက်နေမြေတကြောကကျေးရွာတွေဖြစ်တဲ့တနက်ပင်ကျေးရွာကံမကျေးရွာအန်ကြီးကျေးရွာကလရဲကျွေးရွာစင်သားမွေးကျေးရွာအိုးရင်ကျေးရွာနဲ့တော်ပြားကျေးရွာတွေမှာ PDF တွေအထိုင်ချနေပြီအဲ့ဒီအနီးတစ်ဝိုက်ကအကျံဘက်လူအချိန်မရှောင်စစ်စစ်ဖန်းစီဓမြတိုက်လူသက်အကျံဘက်လောက်တာတွေပုံမှုများလာပြီး တရက်ကိုကျေးရွာအုပ်ချုပ်ရေးမှုတွေနဲ့ပြည်ကံပြိုးပါတီဝင်များနှစ်ဦးကနေသုံးဦးအထိနေ့စဉ်အကြမ်းဖက်တပြက်ခံနေရကြောင်းသိရှိရပါတယ်တဲ့နော်ဒါကတော့သူတို့မူခင်းဟစ်တိုင်းမှာတင်လာတာပေါ့နော်ညောင်မြို့နယ်ကျောင်းတိုင်းဆရာတော်တပါ PDF အဖွဲ့မှာဖမ်းဆီးတဲ့မူခင်းအေပလန်၂၀မန္တလေးတိုင်းဒေသကြီးညောင်မြို့နယ်ငတယောက်မြို့နယ်ခွဲတောင်ကုန်းကျေးရွာတောင်ကုန်းဖုန်းကြီး ကျောင်းမကျောင်းတိုင်ဆရာတော်ကယနေ့နဲ့ခုနှစ်နာရီခွဲချိန်ကတော့အကျမ်းဖက် PDF အဖွဲ့ကြီးကဖန်ဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်လို့နော်။ဒါကတော့ဒါတော့နောက်တစ်ခုကျွန်တော်ပြောချင်တာကဒီကိစ္စတွေကကျွန်တော်ကျွန်တော်အမြဲတမ်းပြောတယ်ပေါ်တာဆွဲဆွဲလို့ရတယ်မလုံစားနဲ့နော်ကျွန်တော်တို့တိုင်းပြည်နော်ကျွန်တော်ခင်ဗျားတို့တချို့သောထွေအုပ်တွေတချို့သောမားစားပါမူတွေတချို့သောလို့ကျွန်တော်ပြောတာနော်ခင်ဗျားတို့ပြီးမှကျွန်တော်ဒီလိုမျိုးပုံစံနဲ့ပဲအမြဲတမ်းပြောကြတယ် เนาะဟိုတချို့တော့เนาะအဲ့ဒီတချို့တော့လို့ကျွန်တော်ပြောတယ်မာတာပါမှုတွေထွေအုပ်တွေเนาะနိုင်ငံတော်နာဆာကဝန်ကြီးချုပ်တမ်မတော်ကာကွယ်ဥစည်းချုပ်အဘဒုချုပ်ကြီးတို့ဦးဆောင်နေတဲ့အစိုးရတရက်ကိုเนาะအောက်မှာလှုပ်ရှားပြီးတော့မှเนาะတမ်မတော်ကိုပုံမှားရိုက်ပြီးတော့မှအထင်အမြင်သိအောင်လုပ်နေတဲ့မာတာပါမှုတွေထွေအုပ်တွေရှိတယ်เนาะအဲ့တော့အခုကြည့်နေတဲ့တက်ကိုကိုမိသားစုကိုမနှမျောပဲနဲ့เนาะတိုင်းပြည်ကိုပြုပြင်ကောင်းပြောင်းလဲစေခြင်းလို့ ကောင်းစေချင်လို့အမှန်တရားကိုပြောတဲ့လူဆိုတာလက်ချိုးယူတက်လို့ရတယ်နော်အဲ့တော့ကျွန်တော်ပြောတာဟုတ်တယ်မဟုတ်ဆိုတာညောင်ဦးကတာဝန်ထမ်းဆောင်နေတဲ့ဂျီဝိုင်းသူသိတယ်မတ်တီတာယူမှုလည်းသိတယ်နော်တရားလည်းဆွဲထားတယ်ခမားတို့ယူတဲ့ပတ်စံသိန်းနေရ120လဲပြန်မပေးဘူးကအိမ်ပေါင်ပေးလိုက်တာဟောအိမ်ပေါင်ပေးလိုက်တာဒါပေမဲ့ခမားတို့ဖြစ်စေအမှန်ကိုကျွန်တော်ကအတန်ပိုင်နေတဲ့တကွာထုတ်ပြမှာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ညအုံမျိုးနယ်မှာပေါ်ရာဆွဲချမ်းနေတယ်လို့ငဖုံးတတိပေးလိုက်တဲ့ရုပ်တံနဲ့အတူငလင်တန်တဲ့မန္တလေးမဟာအောင်မြေမျိုးနယ်တွင်စစ်မှုထမ်းအပတ်စဉ်73အတွက်တရက်ကွက်လျင်လူငယ်နှစ်ဦးစစ်မှုထမ်းပေးရန်ဆင့်ခေါ်နေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါရစေ။ စကိုင်းကလေးနန်တဲ့မန္တလေးမြို့မဟာအောင်မြေမြို့နယ်တွင်စစ်မှုထမ်းအပတ်စဉ်73အတွက်တရက်ကွက်လျင်လူငယ်နှစ်ဦးစစ်မှုထမ်းတပ်သားဖြစ်ပြီးရန်ဆင့်ခေါ်လာကြောင်းရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့နှင့်ဒေသပြည်သူများကရန်ကုန်ခေတ်သစ်တည်င်းဌာနထံသို့ပြောဆိုသည် လာမည့်မေလအတွင်းဖွင့်လှစ်မည့်စစ်မှုထမ်းပတ်စဉ်73အတွက်မဟာအောင်မြေမြို့နယ်တွင်ရှိရက်ွက်များတွင်တရက်ွက်လျင်လူငယ်နှင့်ဦးနှုံပေးရမည်ဖြစ်ကြောင်းငလင်တန်ခံထားရ၍ယခုလာမည့်စစ်မှုထမ်းပတ်စဉ်အတွက်တရက်ွက်လျင်လူငယ်နှင့်ဦးနှုံဖြင့်အ ਨੇ စုံအရေးအတွက်သာတောင်းခံခြင်းဖြစ်ကြောင်းသိရှိရသည်ဖြစ်စဉ်တစ်ခုရဲ့တောင်ကြီးမှာဖြစ်စဉ်တစ်ခုရဲ့ပြီးရင်ပကံကြောင်ဦးဘက်ကငါတယောက်ယော်ပါတော့နော်အဲ့ဒီဘက်ကဖြစ်စဉ်နေပါတော့နော်အဲ့အရာတွေကိုပေါ့နော်ကျွန်တော်ရဲ့ဟိုဟာကိုလည်း ဒီ YouTube live မှုမှာကျွန်တော်ကတော့ဟိုဘာပဲနိုင်ငံကိုတိုင်းပြည်ကိုကောင်းစေချင်တော့ဟိုဘဒူပဲ share ပေးမယ်ပြန်လုပ်လို့ပေါ့နော်ကျွန်တော် credit ပေးပါတယ်ပေါ့နော်ပေးတယ်အဲပေးတယ်ဟိုတိုင်းပြည်ကောင်းစားစေချင်တယ်နိုင်ငံကောင်းစားစေချင်တယ်ကိုယ်နိုင်ငံကိုယ်လူမျိုးကိုကောင်းစားစေချင်လို့လုပ်တဲ့အလုပ်မှန်သမျှကအားလုံးကဟိုကျွန်တော်တို့ဝိုင်းဝန်းပူးပေါင်းပြီးလုပ်ရမှာပေါ့ဗျာနော်အဲကျွန်တော်လည်းမနာလိုရဲ့လူရှိတယ်ဒီနေ့လည်း post school တက်လာတော့ကျွန်တော်ဟိုဟိုပါပေါ့အဲဘို့ဝိုင်းပို့ကြတာပေါ့နော်ဝိုင်းပို့ကြတာပေါ့အဲ့ဒါလေးလည်းဒီအကြောင်းလေးပါမှာပေါ့နော် တွတ်တော့မှာဥပုံကိုစိန်ခေါ်နေတာတွေ့တယ်အဲကျွန်တော်တို့အဲဟိုပါပေါ့ရုပ်ပြပြီးတော့စိန်ခေါ်ခိုင်းလိုက်ပါနော်အဲမြောက်ပေးလိုက်ပြန်ပြီနော်မြောက်ပေးလိုက်ပြန်ပြီကျွန်တော်တို့ဟိုဟိုအဲ့ဒါဒီလိုလူတွေရှိလို့ကျွန်တော်တို့နိုင်ငံကအဲ့လိုဖြစ်တာပေါ့နော်အဲ့လိုဖြစ်တာအဲ့လိုအဲ့ဒီကောင်တွေကမှဘောမှကိုချိုးကြည့်တဲ့ကောင်တွေအခုကျွန်တော်စိန်ခေါ်တဲ့ကောင်အဲ့ကောင်ဘောမှမအူပင်ပါဒီပြင်ဦးလွန်ရတယ်ဘလူရောက်သွားလဲအဲရောက်သွားလဲဘလူသွားဘောမှအဲဒီလိုမျိုးဒီလိုမျိုးလာမှာသူကနော်မအူပင်ကနေပြောမှမြောက်ပေးမှာဟင်းဘာလို့ရပါဒီလိုလဲဘာလို့လဲ ဘယ်လိုကြောင်လဲဆိုတော့ငါကလည်းဘာပြီးတော့ပေါ့ပေါ့ပါပြီးတော့အဲ့လိုကြောင်မှာပြန်လာရင်ကျွန်တော်ပြောပါပါနော်ဟုတ်ပြောပါပါလင်းနသားတွေကတော့အစွမ်းပြနေရပဲတွဲနေတာပဲနော်အဲ့တော့ရတော့ကျွန်တော်ပြောနေတာတောင်ကြီးတောင်ကြီးမှာဖြစ်သွားတဲ့ဖြစ်စဉ်ပေါ့တောင်ကြီးမှာဖြစ်သွားတာဘာဖြစ်သွားလဲဆိုတော့ တောင်ကြီးမြို့နယ်မားတဲ့ဒီလက်မြေအတူအောင်ပြုလုပ်နေသူတွေကိုဖမ်းဆီးရမိတဲ့ဧပြီလ24ရက်နေ့2025ခုနှစ်မနေ့ကရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်အေးသာယာမြို့မှာတဲ့ဒီလက်မြေအတူပြုလုပ်နေတဲ့ပြုလုပ်နေသူကိုတပ်ဆိုင်ရာတာဝန်ရှိသူတွေကဧပြီလ23ရက်ကစစ်ဆေးဖမ်းဆီးရမိခဲ့တယ်လို့သတင်းရင်းမြစ်တွေထဲကသိရပါတယ်တဲ့အေးသာယာမြို့အတွင်းရှိဘီလက်မြေအယောင်ဆိုင်တွေဈေးနှုန်းမမှန်မကန်ဈေးနှုန်းမှန်ကန်မှုရှိစေရေးအတွက် ေဒီလာ23ရက်ကတာဝန်ရှိသူတွေကလိုက်လံစစ်ဆေးကြရအေးတာယာမျိုးရက်ကွက်9အမှတ်53ရှိ ပြည်စုံအောင်ဘီလက်မြေကိုတော်အတွင်းကြောင်းမုတ်များနဲ့ဘီလက်မြေများရောဆက်ပြီးဘီလက်မြေအိတ်ကုန်များအတွင်းတို့ထုတ်ပိုးနေသည်ကို တွေ့ရှိခဲ့သည့်အတွက်တာဝန်ရှိသူတွေကစစ်ဆေးတီးကြရပါတယ်တဲ့အဲ့ဒီလိုစစ်ဆေးဖန်ဆီးကြရကန္တာကား6ရှိကန္တာကား6ဘင်းရင်တစည်း ကြံ့နေကောင်တစ်စိတ်ပါကြောင်းမုံနဲ့ရောဆက်ထားတဲ့ဘီးလက်မြေ298အပါချီတစ်စိတ်ပါကြောင်းမုံနဲ့ရောဆက်ထားတဲ့ဘီးလက်မြေ885အိတ်ရှမ်းရိုးမတစ်စိတ်ပါကြောင်းမုံနဲ့ရောဆက်ထားတဲ့ဘီးလက်မြေ86အိတ်ကြောင်းမုံအိတ်935အိတ်တစ်စိတ်မျိုးစုံဘီးလက်မြေအိတ်ကုန်3200အိတ်ရောဆက်ရမှာအသုံးပြုခဲ့တဲ့လက်သုံးကရိယာတွေတွေ့ရှိသိသိရမိခဲ့တယ်လို့သိရပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘီးလက်မြေအတူပြုလုပ်ရမှာပါဝင်သူပိုင်ရှင်နဲ့ အလို့သမားခုနှစ်ဦးကိုအေးတာယာနေမြေရဲစခန်းမှာရာဇတကြီးပုံမှဖိုးတွန်ဒီ420ပေါ့နော်468မြင်းဆောင်486 112တို့နဲ့အမှုဖွင့်အေးအေးယူဆောင်ရထားပြီးအသေးစိတ်ကိုဆက်လက်စစ်ဆေးနေတယ်လို့သိရပါတယ်တဲ့နော်တင်းကတော့ရဲရင်ဆွဲလာသူကနော်တင်းထားတာဒါကျွန်တော်တို့ဒါကပြည်သူအကျိုးပြုလုပ်ငန်းပေါ့ပြည်သူတွေကိုဒီလက်မြေကိုကျွန်တော်နိုင်ငံငလင်းတံပေးတင်ထားတဲ့အချိန်မှာ ်ဒီကိစ္စမျိုးကပေါ်ပေါက်လာတယ်ပေါ်ပေါက်လာတော့ကျတော့ဒီတောင်ကြီးမှာဆိုရင်ဒီပြန်လေဒီဆောက်ရမယ်အင်းလေးတို့ဘာလို့ပဲမှာဆိုရင်ရှိတယ်ဗျာမလင်တန်ပေးတဲ့ပြည်သူတွေကျွန်တော်ဒီမှာဆိုမန္တလေးစကိုင်းเนาะဒီလိုလူမျိုးတွေအချောင်းတွေအချောင်းစားတွေเนาะဒီလိုပြည်သူလူထုကိုကျွန်တော်အားကြောင့်အမြဲတမ်းပြောတယ်လူတွေကိုကျိုးအတာကြည့်တယ်ကိုကျိုးအတာကြည့်တယ်ပြည်သူလူထုတွေကိုเนาะဒီဒီဘီလက်မြေအဲ့ဒီတာအဝယ်သွားမိလို့ရှင်ဘယ်လိုလုပ်မှာလဲเนาะဒီမှာမှတိုင်းပြည်ကငလင်ပေးတန်တင်လို့အဆင်မပြေပါဘူးဆိုเนาะ အဆင်မပြေပါဘူးဆိုရင်မှဒီလိုမျိုးဘီလက်နေအဲ့အတူဘီလက်မြေအတူတွေလုတ်ပြီးတော့ရောင်းတာဗျာနော်အဲ့ဒါထက်ဆောက်လို့ထက်ပြိုလို့ရှိရင်အဲ့မှာသောပြက်တနာတွေအကြီးကျယ်တက်အောင်မယ်နော်ဒါကတော့တောင်ကြီးကနော်ဟိုပါပေါ့အဲဘာလို့တော့ဖန်စီတဲ့လူတွေကိုတော့ကျေးဇူးအထူးတင်ရှိပါတယ်ပေါ့နော်ဒီမကောင်းတာလုပ်တဲ့လူတွေမှန်တယ်များကကျွန်တော်တို့နိုင်ငံမှာမရှိတဲ့မှာပေါ့နော်ဟိုထောင်ထဲမှာဒီဘီလက်မြေအတူလုတ်တဲ့အခုတောင်ကြီးပေါ့နော်ကျွန်တော်ဆွမ်းနာရှေ့မှာပြောသွားတဲ့လူတွေကိုပြစ်ဒဏ်ကိုပြင်းပြင်းထန်ထန်နော်တရားသူကြီးတွေက အမေချတင်ပါတယ်ကျွန်တော်တို့နိုင်ငံပါကခင်ဗျားတို့အစဉ်ဆက်ခင်ဗျားတို့ကြားပြီးကြရတဲ့ဇာတ်အတိုင်းပဲငွေအများရင်တရားနိုင်တာတို့နော်အဲ့လိုမျိုးကိုကျိုးအတားကြီးတဲ့အချို့တော့ပေါ့နော်အချို့တော့လို့ပြောတာနာရှိရင်ဆက်ဝန်ထမ်းတွေနော်တကယ်ပြစ်ဒဏ်နဲ့ထိုင်းမြောက်တဲ့ထိုက်တင်တဲ့ထိုက်လျောက်တဲ့ဟာတို့ဆိုရင်တော့ကျွန်တော်ပေးရမှာပေးရမှာပါပြောရမှာပါဒီဥစ္စာဆိုတာဘီးလက်မြီအတုလုတ်တယ်ဆိုတာကကျွန်တော်တို့အိမ်ဆောင်မှာအိမ်ဆောင်မဲ့အချိန်မှာအခုတိုင်းပြည်ကငလင်းလုတ်ထားတဲ့အတွက်အိမ်ဆောင်မဲ့အချိန်မှာတုံးရမှာနော်အဲ့ဒီအိမ်ကမကင်မကန်ပဲနဲ့ဖြစ်သွားရင် စိုးကျိုးတွေအများကြီးရှိတယ်ဗျာနော်ကြည့်အဲ့အိမ်ပိုင်ရှင်တွေအသက်တေးတေးကြီးပျက်စီးရမယ်အပြီးအိမ်ဆောက်ပေးတဲ့လူတွေပြဿနာတက်မယ်အိမ်ဆောက်ပေးတဲ့ control တွေပေါ့တကယ်လည်းတော့အရင်းအမြစ်အခြေခံကဘယ်ရလာတယ်ဆိုတာကိုတိဖို့အတွက်ကိုကျွန်တော်တို့ကဒါကိုကြိုးစားရမှာဖြစ်ပါတယ်နော်အဲ့တော့အားလုံးပြည်သူလူထုကလည်းပါဝင်ပူးပေါင်းပြီးတော့ဒီလိုမဟုတ်တာလုပ်တဲ့လူတွေကိုအားမပေးပါနဲ့နော်အဲ့တော့လူအသက်ပေါင်းမြောက်များစွာကိုညီမျိုးစုံနဲ့ကျွန်တော်တို့နိုင်ငံမှာအောက်တန်းစားရတာလည်းရှိတယ်နော်အဲ့တော့နောက်တစ်ခုကတော့နော်ဒါနောက်တစ်ခုကတော့ကျွန်တော်တို့ပကံညောင်ဦးဘက်ကတည်င်းအမှန်ပါနော် အဲကျွန်တော်ကတော့အဖြေခံပေါ်နေအမုန်းခံလူသားနိုင်ငံတော်တက်မတော်ကာကွယ်ရေးဦးစီးချုပ်အဘကချုပ်ကြီးဦးမင်းအွန်လိုင်းနဲ့နော်အဘတူချုပ်ကြီးနဲ့ဦးဆောင်နေတဲ့နာဆာကအစိုးရအဖွဲ့ဝင်အပါဝင်အောက်ခြေမှာအကျင့်ပြတ်ခြားစားပြီးတော့မှနော်ကျွန်တော်တောင်းတောင်းဆင့်မှုထမ်းတဲ့ကိစ္စတွေဆိုရင်ကျွန်တော်မပြောပါဘူးကျွန်တော်ကျွန်တော်ရဲ့လက်တွေ့မြေပြင်မှာဖြစ်နေတဲ့အရာတွေရောအခမ်းအနားမှုတွေရောကျွန်တော်ဒီပြည်သူလူထုရဲ့ခမ်းအနားမှုပြောညောင်ဦးမြို့နယ်အတွင်းဆင့်မှုထမ်းလူစားထိုးရန်ကြေးရွာများကိုအိမ်တောင်စုအလိုက်ငွေကြေးကောက်ခံမှုများရခင်ကတက်ပို့ပို့ပြုလုပ်လာပါတယ်တဲ့ ညောင်ဦးမြို့နယ်ငတရောင်းမြို့နယ်ခွဲကျေးရွာအုပ်စုများဖြစ်တဲ့ဆယ်ကျေးရွာတောင်တော်ကျေးရွာမြေနေကြီးကျေးရွာအုပ်စုမြေသိန်းတွင်ကျေးရွာလက်ပံတဲကျေးရွာညောင်ကြီးကျေးရွာတကောင်းတဲကျေးရွာအောင်းညင်ကျေးရွာပလင်းကြီးကျေးရွာကလဲရဲကျေးရွာကန်တာယာကျေးရွာအင်းတိုင်ဆံပြဆံပြကျေးရွာစီတာကျေးရွာတွင်ညို့ပေါ်ရက်ွက်များဖြစ်တဲ့အမတ်တရက်ွက် အမှတ်3ရက်ကွက်အမှတ်6ရက်ကွက်အမှတ်9ရက်ကွက်များရှိအိမ်တော်စုများကိုတိန်တော်လင်းငွေကျက်2000မှ5000အထိခွဲရန်ကြကောက်ခံလျက်ရှိပါတယ်တဲ့ငွေကြီးကောက်ခံရာမှာရက်ကွက်ကြီးရောအုပ်ချုပ်ရေးမှုများကိုတိုင်းငွေမကင်ထားဘူးမြို့နယ်ထွေအုပ်ကမှားကြားထားသောကြောင့်စေအိမ်မှုယာအိမ်မှုများမှဥဆောင်ကောက်ခံပေးနေရကြောင်းဧတခံတွေထံကသိရှိရပါတယ်တဲ့ ထို့သောငွေကြေးကောက်ခံရာတွင်တေဝါလင်းအိမ်တော်စု300နှင့်400ကျားရှိသည့်အတွက်စစ်မှုထမ်းအပတ်စဉ်တစ်ကြိမ်ရောက်တိုင်းမှာကျေးရွာတေဝါလင်းငွေကျပ်380မှ220အထိမြို့နယ်ထွေအုပ်ထံလူစားထိုးအတွက် သွားပေးရတယ်လို့သိရပါတယ်တဲ့လူသားတို့အတွက်ကိုမျိုးပေါ်ရက်ွက်တွေကညအချိန်လမ်းပေါ်ထွက်တဲ့လူငယ်တွေကိုရဲတွေနဲ့တက်နဲ့ထွေအုပ်ကပူပေါင်းပြီး ဖမ်းဆီးတာတွေလုပ်ပါတယ်တဲ့ပြီးရင်ထွေအုပ်ယုံတဲ့ကပို့တာလည်းရှိပါတယ်တဲ့ရဲစခန်းကတဆင့်ပို့တာတွေလည်းရှိပါတယ်တဲ့နော်ပြီးရင်စစ်မှုထမ်းအစားထိုးပြီးကျေးရွာတွေကိုစားစစ်မှုထမ်းဆောင်ဖို့မျိုးပေါ်လူငယ်တွေကိုအသုံးချပါတယ်တဲ့အဲ့ဒီလိုလှုပ်လာတဲ့နောက်ဆက်တွဲဒေသခံတွေရင်ဆိုင်ကြုံတွေ့နေရတဲ့စိုးချိုးတွေကတော့တချို့လူငယ်တွေကပီရီယက်တဲ့ပြေးဝင်ကြတာတွေဖြစ်လာတယ်တဲ့တချို့တော့ကျေးရွာတွေမှာစစ်မှုထမ်း ငွေကြေးကောက်ခံမှုတွေများပြားလာတဲ့အတွက် PDF တွေကစစ်တပ်မလာဖို့တာဝန်ယူပေးမယ်ကျွန်တော်တို့ကိုကြည်ဖို့ပေးလှူပေးဆိုပြီးတော့လိုက်လံစည်းရုံးတယ်လိုက်လံစည်းရုံးတဲ့အခါလာကျင်တရင်တော်ကိုတပေါင်းချက်ကြည်ဖို့ခေရန်ဖို့ထောက်ပံ့တာတွေလည်းဖြစ်လာပါတယ်အခုဆိုရင်မတရားနယ်မြေတကြောကကျေးရွာတွေဖြစ်တဲ့တနက်ပင်ကျေးရွာကံမကျေးရွာအန်ကြီးကျေးရွာကလရဲကျေးရွာစင်သားမွေးကျေးရွာအိုးရင်ကျေးရွာနဲ့တော်ပြကျေးရွာဒီမှာ PDF တွေအထိုင်ချနေပြီးအဲ့ဒီအနီးတဝိုက်ကအကြမ်းဖက်လူအချိန်မရှောင်ဆစ်ဆေးဖန်းစီဓမြတိုက်လူတဲ့အကြမ်းဖက်လောက်တာတွေပုံမှုများလာပြီးတရက်ကိုကျေးရွာအုပ်ချုပ်ရေးမှုတွေနဲ့ဒီကံပြိုးပါတီဝင်များနှစ်ဦးကနေသုံးဦးအထိနေ့စဉ်အကြမ်းဖက်တပြက်ခံနေရကြောင်းသိရှိရပါတယ်နော်ဒါကတော့သူတို့မှုခင်းတိုင်းမှာတင်ထားတာပေါ့နော် ။ရောင်းမြို့နယ်တောင်းတိုင်းဆရာတော်တပါ PDF အဖွဲ့မှာဖမ်းဆီးတယ်။ပုဂိအေပြန်နေစမတရတန်းဒေသကြီးရောင်းမြို့နယ်မတရောက်မြို့နယ်ခွဲတောင်ကုန်းကျေးရွာတောင်ကုန်းဘုံကြီးကျောင်းမှာကျောင်းတိုင်းဆရာတော်ကယနေ့နဲ့9နှစ်ခွဲချိန်ကအကြမ်းဖက် PDF အဖွဲ့တွေကဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်တဲ့နော်။ဒါကတော့ဒါတော့နောက်တစ်ခုကကျွန်တော်ပြောချင်တာကဒီကိစ္စတွေကကျွန်တော်ကျွန်တော်အမြဲတမ်းပြောတယ်ပေါ်တာဆွဲဆွဲလို့ရတယ်မလုံစားနဲ့เนาะကျွန်တော်တို့တိုင်းပြည် နော်ကျွန်တော်တို့တက်မတော်နဲ့တက်မတော်သားမိသားစုတွေနော်အမျိုးစုံတိုက်ခိုက်ခံရတဲ့ဒီနာသာကအစိုးရရဲ့အောက်မှာတက်မတော်ကာကွယ်ရေးကြီးရဲ့အောက်မှာတိုင်းပြည်ကိုကာကွယ်မဲ့တက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေရှိတယ်နော်ဒီလူတွေကိုအမျိုးစုံနော်အဖက်ဖက်ကဗတ်ပေါင်းစုံကနေတိုက်ခိုက်ခံရတဲ့အချိန်မှာနော်တက်မတော်သားတွေကိုစစ်ကိုရေးလို့ပြောခံရတယ်ဟောတက်မတော်သားမိသားစုတွေကိုရဲဘဲကောက်တွေလုပ်ပြီးတော့နော်အမျိုးမျိုးဒီ2021ဖေဖော်ဝါရီလတည့်ရက်နေ့အခင်းကျင်းကနေဒုက္ခပေးနေတဲ့အချိန်မှာနော် 是鬼肉烤的，好的烤鸭的，把它们屁股，喏，哎 <noise> 呦，这么老大，这要屁股没多少的，而且嘛，好大，所以了，所以了，喏，所以，真罗表皮了，所以罗鸭的，喏，所以罗鸭的，那边没不生就皮多嘛，第六表老山的那里，真罗罗这么多，喏，这么多家龟乌鸡都包龟，再比那那那路路搞龟那个这么老大的，什么样的这么老大的，连眼都快要的。 ရှင်ရမ်းမှာအတပေးပြီးတိုက်နေတဲ့တပ်မတော်သားတွေအရင်ဒုက္ခရောက်ပါဘာလို့လဲဆိုတော့နောက်အဲ့ရမသာဘဘုံမူးတို့နော်ခင်ဗျားတို့အခုဒါပြည်သူကတရင်ပေးလာတာနော်ဒီနေ့နေခင်းမှာတိုင်တန်းလာတာနော်ပြီးအဲ့မှာပြဿနာတစ်ခုတက်နေတယ်နော်ကောင်လေးတယောက်ကိုအခုအဲ့ကောင်လေးကမတ်တီတာယူမှုမြင်းညာမတ်တူတာမတ်တီတာယူမှုရှိမှရှိတယ်နော်နော်အဲ့မှာအဲ့ရမကန်ချောင်ကဂျီဝမ်ကြီးလည်းတိလိုက်မယ်နော်ဂျီဝမ်ဆိုတာကတော့ဒါတက်မတော်အနေနဲ့ယူသေးတမှုနဲ့ခေါ်တာဂျီဝမ်လို့ပါလို့ဆိုတော့ကျွန်တော်တက်ငယ်တယ်နော်အနည်းဆုံး ပုံမှန်ဖြစ်လာတဲ့ဂျီဝမ်ဆိုရင်၄၅နှစ်တော့ငယ်တယ်ကျွန်တော်တက်နော်ကလေးကနော်အကြောင်းဆရာမကြီးရဲ့တယောက်ရဲ့တောင်းလို့လားမသိဘူးပေါ့နော်ပစံ၃၂၂၀၂၀ဆိုလားမသိဘူးတောင်းပြီးတော့မှအဲ့မှာပြဿနာတက်နေတယ်အဲ့မှာပကံကြောင်ဦးမှာညောင်ဦးညောင်ဦးမှာဖြစ်နေတယ်ပြဿနာနော်ခင်ဗျားတို့တချို့တော့ထွေအုပ်တွေတချို့တော့မားစားပါမှုတွေတချို့တော့လို့ကျွန်တော်ပြောတာနော်ခင်ဗျားတို့ပြီးမှကျွန်တော်ဒီလိုမျိုးပုံစံနဲ့ပဲအများအားပြောကြနေနော်ဟိုတချို့တော့နော်အဲ့ဒီတချို့တော့လို့ကျွန်တော်ပြောတယ်မားစားပါမှုတွေထွေအုပ်တွေနော် နိုင်ငံတော်နာဆာကဝန်ကြီးချုပ်တက်မတော်ကာကွယ်ဦးစီးချုပ်အဘဒူးချုပ်ကြီးတို့ဦးဆောင်နေတဲ့အစိုးရတရက်ကိုနော်အောက်မှာလှုပ်ရှားပြီးတော့မှနော်တက်မတော်ကိုပုံမှားရိုက်ပြီးတော့မှအထင်အမြင်သေးအောင်လုပ်နေတဲ့မသာဘာမှုတွေထွေအုပ်တွေရှိတယ်နော်အဲ့တော့အခုကြည့်နေတဲ့တချို့တော့ပြန်ဆဲမင်းလှုပ်လိုက်နောင်ကဂျီဝိုင်းတိတယ်နော်ကျွန်တော်ရှိရောက်လာပြီးအဲ့ကိစ္စတွေနော်ကျွန်တော်အေးဒီတိတိကမှာ နော်ကိုယ့်အတွက်ကိုကိုမိသားစုကိုမနှမျောပဲနဲ့နော်တန်းပြီးကိုပြုပြင်ကောင်းကြောင်းလဲစေခြင်းလို့ကောင်းစေခြင်းလို့အမှန်တရားကိုပြောတဲ့လူဆိုတာလက်ချိုးယူတယ်လို့ရတယ်နော်အဲ့တော့ကျွန်တော်ပြောတာဟုတ်တယ်မဟုတ်ဆိုတာညောင်ဦးကတောင်းဝန်ထမ်းဆောင်နေတဲ့ဂျီဝိုင်းသူသိတယ်မတ်တီတာကျုံမော်လဲသိတယ်နော်တရားလဲဆွဲထားတယ်ခမားတို့ယူတဲ့ပုဆန်သိန်းနဲ့120လဲပြန်မပေးဘူးဟိုကအိမ်ပေါင်ပေးလိုက်တာနော်အိမ်ပေါင်ပေးလိုက်တာဒါပေမဲ့ခမားတို့ဖြစ်စဉ်အမှန်ကိုကျွန်တော်ကအတန်ဖိုင်နေတဲ့ကွာထုတ်ပြမှာနော်ကျွန်တော်ကပေါ့လို့ပေးတာလိုင်းပေါ်မှာတက်ပြီးတော့မှပြောနေတာမဟုတ်ဘူးနော် တိုင်းချင်းပြည်ကြီးစိတ်နဲ့ပြောနေတာเนาะအဲ့တော့တချို့တော့ရင်မြေယာကိစ္စတွေပြင်မှုတွေမှာအများကြီးအနိုင်ကျင့်ခံရတာ ड़ी เนาะဒီမှာဒီလိုစစ်တွေနဲ့စောပေါင်းရဒီလိုစစ်တွေနဲ့တော့မှန်ကန်တယ်ဆိုရင်မှန်ကန်တဲ့ရှိရနေမမမမရက်ဒီမှာတပါအဲ့လိုစစ်တွေနဲ့เนาะတိုင်းပြည်ကိုအားလုံးမှပြုပြင်ပြောင်းလဲရမယ့်အချိန်ရောက်နေပြီဘောမှနေဖို့အချိန်လည်းမရှိဘောလည်းမရမလို့မားစရာစောက်ချောင်းလည်းမရှိပါဘူးဘောကเนาะကိုဘောကိုတော့မှမလို့မနိုင်ဘူးအเจ้าရเนาะအဲ့လိုရတော့တိုင်းပြည်နိုင်ငံဒီလိုဖြစ်နေတဲ့အချိန်เนาะ အားလုံးအောက်မှာလှုပ်ရှားလို့ကောင်းနေကြတယ်နော်လှုပ်ရှားလို့ကောင်းနေကြတယ်ခင်ဗျားတို့ကတဘဝဆန်ဒီခင်ဗျားတို့ကနိုင်ငံနဲ့လူမျိုးကိုတကယ်မချစ်ကြဘူးကိုယ်နိုင်ငံလူနိုင်ငံသားချင်းချင်းခေးမရမယ်ကိုယ်နေရမယ်ရှမ်းပေးရမယ်တယောက်နားမလဲမသိတဲ့အခက်ခဲကိုတယောက်ကဝင်တန်းဆိုရင်လေကုညီပေးရမယ်ဖြည့်ရှင်းပေးရမယ်မလုပ်ဘူးခင်ဗျားတို့ငွေနောက်လိုက်တယ်နော်ငွေများတရားနိုင်အာလှုပ်ချင်တာဒီခင်ဗျားတို့လှုပ်တယ်မြေကွက်တွေအခုနော်လာမယ်အခုထက်လာမယ်ပြင်ဦးနဲ့ဒုံးဖို့ဒုံးဖို့ဆိုတာကဒီစင်မာချန်နဲ့မြန်နေချင်းဆိုင်မှာဒုံးဖို့ရှိတယ် အရင်တော့တိုင်းဘူးဟောင်းရဲ့နာမည်တိုင်းဘူးဟောင်းရဲ့မိမနာမည်တွေသုံးပြီးတော့မှမြေစင်းယုံမှာနော်ခရံဒီနော်ထုတ်ပြီးတော့အစိုးရလည်းမသိဘဲနဲ့ပုဂ္ဂလိကအချင်းချင်းအရင်ရက်ကျေးဥက္ကရာအဟောင်းတွေနော်အဟောင်းတွေကအဲတိုင်းဘူးတိုင်းဘူးဟောင်းရဲ့မိမရဲ့နာမည်တွေသုံးပြီးတော့မှနော်မြေစင်းယုံမှာခရံဒီဖောက်လို့နော်အရင်တော့ဥက္ကညုံဟိုဟာဥဒန်းချွေဘာဥဒန်းချွေမဝတာတို့နဝတာကိုခက်တော့ချက်စုပင်စားတဲ့ပြည်သူတွေမှာသနာပါတယ်နော်ပြည်သူတွေကိုခင်ဗျားတို့နော်လုံပိုင်ခွင့်ရှိတဲ့လူတွေကလိုက်လို့တယ်နော်လုံတယ် ခင်ဗျားတို့မှာကိုကျင်းစာနာတရားသိမရှိကြဘူးလားဟမ်ကျွန်တော်ပြောချင်တာဟမ်ကျွန်တော်တို့ကတိုင်းပြည်ကိုဖျက်ဆီးမယ်လူနော်တရားရဲ့မှန်တိုင်းကိုရိမ့်နိုင်ရိမ့်ရိုင်သွားမယ်လူနော်အဲ့လိုလိုလူတွေဆိုကျွန်တော်ကကျွန်တော်တို့ကပေါ်ထုတ်မှာနော်ကျွန်တော်မြန်မာနိုင်ငံမှာစပီကာပဲဘာမှပေးတာလည်းမဟုတ်ကျွန်တော်ကကျွန်တော်ပေးတာကကျွန်တော်မချိန်နိုင်အစိုးရအဖွဲ့ဝင်ကနေပြီးတော့မှကျွန်တော်ကိုဖမ်းခိုင်းနေမယ်နော်ခင်ဗျားတို့ကြံတဲ့ကောင်တွေသွားမဖမ်းခိုင်းနဲ့ခင်ဗျားတို့လူရမဝင်ဘူးနော်အဲ့တော့ပြည်သူပြည်သူချင်းနဲ့မကူပါဘူးမကူညီဘူးလက်မတွဲပဲနဲ့ဟိုတိုင်းမှုနာမည်သုံးချက်ဒီတိုင်းမှုနာမည်ပေးမြေစင်းရောကနေ ။ဒီကနေ့တုတ်ပိတ်ဘလို့လို့ဖြစ်နိုင်ပါလေအဲ့ဥစ္စာတွေက။နော်အခုထုံးဖို့ထုံးဖို့ကကျွန်တော်ပြောတယ်။ဒီစင်မှာကျန်ရှိမှာ။အရင်တိုင်းဘူးဝတယောက်ရဲ့မျိုးသမီးနာမည်ကိုအသုံးပြုပြီးတော့မှနော်မြေစင်းရုံတို့ဘာလို့လုပ်နေလဲ။ခဏလို့တော့ကျွန်တော်ပြောတယ်ခဏလို့သိပြီ။ခဏလို့ရှောင်းတော့ပြောပြီးသားပြည်သူတို့တော့မပေးကြနဲ့။နော်ဘာမှမသိနားမလဲတဲ့။နော်ပြည်သူတို့တော့မပေးနဲ့။ကျွန်တော်တို့ကတရားကိုမျက်မှောက်တာပြောမှာ။နော်ပြည်သူလူထုတွေလည်းကားတဲ့နေစီးသွားနော်စီးသွားတဲ့အချိန်မှာစီးကြည့်လိုက်ဆိုင်ကယ်စီးလို့အုတ်ထုတ်မဆောင်ဘူးဆိုရင် ဒီဒီသူဒီတိုင်းပြည်မှာတိုင်းပြည်ကိုဖျက်မဲ့ပြည်သူပဲဒီဒီသူကနော်ဆိုင်ကယ်စီးလို့အတော့မဆောင်ရင်သူစီကံမလိုက်နာတော့ဘူးနော်ကားမောင်းလို့ကပတ်မပတ်ဘူးဆိုရင်သူစီကံမလိုက်နာတော့ဘူးစီကံကိုချိုးဖောက်တော့မယ်အဲ့တော့ရင်ထဲကဖမ်းမယ်အပြင်ရင်ထဲဖမ်းရင်ထဲအပြစ်ပြောမယ်ကိုကိုတိုင်ကစီကံမလိုက်နာဘူးနော်အဲ့တော့နားမလည်သေးတဲ့ပြည်သူတွေကိုကျွန်တော်တို့ကဒီလိုလိုင်းပေါ်မှာနေပြီးတော့မှစပီကာတယောက်အနေနဲ့နော်တွင်ကြီးရမယ်ပြောပြရမယ်ခလားတို့ပြည်သူကလည်းအစိုးရရဲ့အောက်ကထုတ်ထားတဲ့ခလားတို့ဆိုင်ကယ်စီးရင်တော့မှဟုတ်တော့မဆောင်နဲ့ ိစ္ဆာတခုကိုကျွန်တော်တို့ကမလုပ်နိုင်ဘူးဆိုရင်ကျွန်တော်တို့တိုင်းဘယ်လိုတည်ဆောက်မလဲ။ဟောအဲ့တော့ကျွန်တော်တို့ပြည်သူကလည်းဟိုစည်းကမ်းရှိရှိနဲ့နော်အစိုးရထုတ်ပြန်လာတဲ့ဥပဒေတွေကိုလိုက်နာပါ။နော်အဲဥပဒေတွေကိုလိုက်နာပါ။ပြီးရင်ကျွန်တော်တို့ကမတရားအနိုင်ကျင့်တာတွေကိုလည်းအချက်အလက်နဲ့နိုင်ငံတော်အကြီးအကဲကြီးနော်နိုင်ငံတော်ဝန်ကြီးချုပ်ကြီးဦးမေအောင်လှိုင်နဲ့အဘာတူချုပ်ကြီးဦးစိုးဝင်းပြည်ထောင်ဝန်ကြီးချုပ်ကြီးဦးထွန်းထွန်းအောင်နော်အရင်တော့ဥရပြေးပေါ့နော်ဥရုံးတော့အဲ့လိုမသက်ဆိုင်ရလူကြီးတွေတိအောင်နော်အောက်အချိန်မှာဖြစ်ပြနေတဲ့အရာတွေကို တိုင်းပြည်ကိုကောင်းကျင်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ်နဲ့စပီကာတယောက်အနေနဲ့ခင်ဗျားတို့ပြည်သူဘက်ကနေပြောချင်တာတွေခင်ဗျားတို့မပြောရတာတွေခင်ဗျားတို့မတရားအလုပ်ခံရတာတွေကိုကျွန်တော်ပြောပေးမယ်ကျွန်တော်လည်းအသက်တွေရင်းလာတာပါနော်ဘာမှမဖြစ်ပါဘူးခင်ဗျားတို့အားရတော့လေခင်ဗျားတို့အခုကျွန်တော်ကိုတိုက်ခိုက်ရတယ်ဟုတ်ဒီပြည်ထဲလာတာဒါလည်းတခြားတိုက်ခိုက်လာတဲ့ဥစ္စာပြီးမှကျွန်တော်ပြောပြမယ်နောက်တစ်ခုကဟိုပါပေါ့ဒီ ကလေးတွေဆောင်ဖို့ပဲပြန်ပြေဖို့အရေးပေါ့နော်ဒီကလေးတွေဆောင်ဖို့ပဲပြန်ပြေဖို့အရေးအခုလာချိုးလာချိုးဘောပေါ့နော်ကလေးတွေဆောင်ဖို့ပဲပြန်ပြေဖို့အရေးရကြတော့ကျွန်တော်တို့ပြောတာတနိုင်ငံလုံးအနေထားကသူဖြစ်တဲ့နေရာမှာပဲဖြစ်တာနော်သူတို့ပြောတဲ့လူကြီး6000ကျော်နော်အဲ့ဒီ6000ကျော်ကမလင်လောက်တဲ့နေရာဒေသတွေကိုပြန်ဖြေခိုင်းတာနော်ပြန်ဖြေခိုင်းတာပြန်ဖြေခိုင်းပြီးတော့ပြန်တက်နိုင်တဲ့လူတွေကျွန်တော်တို့များပြောတယ်ဗျဒီ great way ဆိုတာဘလူဘေးဝဘေးညာတွေ ခင်ဗျားတို့ကဂရိတ်တွဲမကောက်ဂရိတ်တာဒီပဲဖြစ်ဖြစ်ဂရိတ်4ဒီပဲဖြစ်ဖြစ်အဲ့ဒါအရေးမကြီးဘူးเนาะအဲ့ဒါအရေးမကြီးဘူးတကယ်လို့ငလင်ဘေးဒဏ်ကြောင့်အဲ့ဒီငလင်ဘေးဒဏ်တဲ့နဲ့ကျောင်းသူကျောင်းသားတွေတဲ့ငလင်ဘေးဒဏ်တင့်ထဲမှာပါသွားတဲ့ကျောင်းသူကျောင်းသားတွေထဲမှာဟောเนาะငါးဘာသာကုန်သူရှင်တို့၆ဘာသာကုန်သူရှင်တို့မပါနိုင်ဘူးလားเนาะခင်ဗျားတို့စဉ်းစားရမယ့်အခြေအနေရှိသေးတယ်ဒါပေမဲ့ဘာပဲလုပ်လို့ပေါ့ဗျာခင်ဗျားတို့ဟိုလောက်သွားတဲ့အလုပ်တစ်ခုကပြည်သူနဲ့အောက်ခြေကကလေးတွေဗျာပြည်သူဆိုတဲ့မှာမှဒီဂရိတ်တွဲပေါ့ကျွန်တော်တို့ခေတ်တုန်းကဆို၁၀တန်းပေါ့เนาะအဲ့လိုကလေးတွေ အဲ့ဒီလိုကလေးတွေထဲမှာနော်မလီတန်ဘေးသင့်ပြည်သူတွေကလေးတွေထဲမှာဟောပညာတတ်တွေစကိုင်းလို့ပါဘူးဆိုတကယ်ပညာတော်တဲ့လူတွေနော်နော်တီပီတီကဆရာတော်ဘုရားကြီးမင်းကွန်ဆရာတော်ဘုရားကြီးတို့အခုလက်ရှိတီကူဆရာတော်ဘုရားကြီးတို့တကယ်ပညာတော်ထက်မြက်တဲ့လူတွေအဲ့လူတွေထဲမှာခဏမလီတန်ဘေးသင့်ပြည်သူတွေကြောင့်နော်တို့မပြန်မခင်နိုင်တာလို့ပါလို့ဆိုရင်ခင်ဗျားတို့ဘယ်လိုဖြေရှင်းပေးမလဲဟမ်ဘယ်လိုဖြေရှင်းပေးမလဲကျွန်တော်ပြောပြီးပြီ တောက်ချင်တဲ့မိရဆိုးနဲ့ရဲရဲပဲနော် 6လ10လလောက်ကြောင်းတက်ပြီးတော့မှဖြေရတဲ့အောင်တလားနှစ်လားနဲ့စာတင်ပြီးတည်ရမယ်ငွေကြီးအဆင်မပြေဘူး